Hello，大家好。ဒီနေ့老师ကစကားပြောအနေငယ်ကိုလုပ်ပေးထားတယ်။အဲ့ဒါကြတော့ကိုယ့်ရဲ့စိတ်ဆန္ဒပေါ့နော်။ဆန္ဒတစ်ခုလူကျင်တဲ့တတ်မှတ်မှုလေးဟာလေးတွေကိုစကားပြောအတူအထွာလေးပါ။ဒါဆိုရင်ဒီစကားပြောအတူအထွာတွေကဘလူဟာတွေကိုမှတ်တင်နဲ့ဘလူဟာတွေကိုစက်တင်နဲ့ဆိုတာကို老师ကရှင်းပြပေးသွားမယ်။ ခေါင်းစဉ်အားကြတော့我想要一只小狗ဟုတ်တယ်我想要一只小狗ဆိုတာက我ဆိုတာငါ想ဆိုတာချင်တယ်要ဆိုတာလို့ပေါ့နော်ဒါပေမဲ့ သူကလေရောက်ကနောက်တစ်မျိုးအထိပ္ပယ်ရှိတယ်အဲ့ဒါကလိုဒီယူဒီလို့ပြောချင်တာเนาะအဲ့တော့ washer ရောက်ဆိုတော့ငါလိုချင်တယ် heater တကောင်ရှောင်းကုန်းဆိုတာကခွေးကလေးအဲ့တော့ငါခွေးကလေးတကောင်လိုချင်တယ်เนาะရှန်ရောက်ဆိုတာလိုချင်တယ် heater တကောင်ရှောင်းကုန်းခွေးကလေးဒါဆိုရင်ဒုတိယတကြောင်ကကြာတော့ 你好，你好，苏拉，明个拉吧？大家对我这个一千个设定里啦，比如说的话，底下里个里啦，加呀的。他说：“因大家你好，我的名字叫小美，我的名字叫小美。” ကျွန်တော်ရဲ့နာမည်ကတော့တဲ့ရှောင်းမိဖြစ်ပါတယ်တဲ့နော်ဒီအဲ့ဒီရှောင်းမိဆိုတဲ့နာမည်နေရာမှာကို့နာမည်ကိုအစားထိုးလို့ရတယ်ဝေါ်သက်名字叫毛毛ဝေါ်သက်名字叫ထွန်းထွန်းအကျိတ်တလို့အစားထိုးလို့ရတယ်ပြီးသွားရင်နောက်တစ်ခုကကြတော့ဝေါ်ကျင်းညံလျှို့ဆွေလက်ဝေါ်ကျင်းညံလျှို့ဆွေလက်ဝေါ်ဆိုတာငါကျင်းညံဆိုတာဒီနှစ်ကျင်းညံဒီနှစ်လျှို့ဆိုတာက6 ဆွေဆိုတာအသက်ရဲ့နှစ်ဒါဆိုရင်6နှစ်ဆိုတော့လျှို့ဆွေဒါဆိုရင်ကိုယ့်ရဲ့အသက်မှန်တယ်များအမှန်တယ်များခဏန်းနံပဲအနောက်မှာအသက်ကိုပြောပြခြင်းတယ်ဆိုရင်ဒီဆွေဆိုတဲ့စကားလုံးလေးကိုခေါ်ပေးရမယ်เนาะအဲ့တော့ဝါချင်းညံလျှို့ဆွေလဲဆိုတာပြီပေါ့ဝါချင်းညံလျှို့ဆွေလဲငါဒီနှစ်က6နှစ်ရှိပြီဒါဆိုရင်你好我的名字叫小美我今年6岁了 他虽然独立啊得强，我是我嘎的一个耍得要好孩子。 how high is ဆိုတာကကြတော့ဘာလဲဆိုတော့ how ဆိုတာကောင်းတယ် high is ဆိုတာကလေးအဲ့တော့我是一个好孩子ဆိုတာငါကောင်းတဲ့ကလေးတမမဟုတ်ငါလိမ်မာတဲ့ကလေးပေါ့နော်我是一个好孩子เนาะတယောက်မှာဆိုရင်အဲ့လိုမျိုး how high is ဆိုတာကကိုလိမ်မာတဲ့တော့ဘယ်လိုပြောမလဲနားလေတဲ့တိတက်တယ်ဆိုတဲ့အထိပယ်မျိုးလည်းရှိတယ်เนาะ我是一个好孩子每天都好好吃饭 အဲ့ဒီမှာ true fan ကတော့အကုန်လုံးသိပြီးသားသမင်းစားရဲ့ဒါပေမဲ့ဘာကိုပြောချင်တာလဲဆိုတော့အဲ့ဒီ how 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 ဆိုတာကောင်းတီအဲ့တော့ကောင်းကောင်းသမင်းစားတယ်လို့ပြောချင်တာเนาะအဲ့ဒါဆိုကောင်းကောင်းသမင်းစားတယ်အချိန်မှသမင်းစားတယ်ဘာဖြစ်လို့လဲဆိုတော့ how how true fan ဘာဖြစ်လို့ဒီလိုမျိုးอ่ะတုံးလို့ရလဲဆိုတာကြတော့တချို့တွေကလေအာဝမ်းနေတယ်အဲနေမကောင်းဘူးစိတ်ချနေမကောင်းဆိုထမင်းမှမမစားဘူးထမင်းကောင်းကောင်းမစားဘူးအဲအဲ့လိုမျိုးလေးချင်ညာတရုတ်တွေကပြောတယ်ဟဲဝမ်းမနေနဲ့နေရဟောက်ဟောက်ချစ်ဖက် ကောင်းကောင်းစားကောင်းကောင်းသမင်းစားလို့ပြောကြနေတာပေါ့နော်မိထန်းဆိုတာကတော့နေ့တိုင်းအဲ့တော့ဝေါ်ဆိုတော့ငါတော့ဆိုတာကတော့အဲ့မိထန်းကိုကိုစားပြုပြီးတော့တုံးတာနေ့တိုင်းလုံးနေ့တိုင်းလုံးနေ့တိုင်းဒီပါဟောတုံးဟောဟောစဖတ်ငါနေ့တိုင်းသမင်းကောင်းကောင်းစားတယ်ပြီးတော့ဟောဟောဆွေကြောင်းဟောဟောဆွေကြောင်းကောင်းကောင်းအိတ် ကောင်းကောင်းအိတ်တယ်ဟာဟောင်ရွှေကြောင်းသူမြပြောမယ်ကိုကသူမြကိုပြောချင်တယ်ဆိုရင်လေအေးညီဟာဟောင်ချစ်ဖန်ဟာဟောင်ရွှေကြောင်းချောက်ချောက်ပြီးမသွေးနဲ့နော်ကောင်းကောင်းသမင်းစားအချိန်မှန်စားအချိန်မှန်ကောင်းကောင်းအိတ်အဲအဲ့လိုမျိုးတွေဆိုရင်ဒီစကလုံးကတုံးလို့ရတယ်အတန်းအတုံးဝင်နေဟာဟောင်ချစ်ဖန်ဟာဟောင်ရွှေကြောင်းတရုတ်တွေလည်းအများကြီးတုံးကြတယ်နော်အဲ့တော့我是一个好孩子我每天都好好吃饭好好睡觉အဲ့ညမှာ我是一个好 မင်းကလေးဆိုရင်ကိုတိထားတဲ့မင်းလေးဆိုရင်女孩我是一个好女孩အဲ့လိုပြောလဲရပါတယ်ကိုကပေါ့နော်တခါတလေအာ我是一个好女孩ငါကမင်းမကောင်းပါငါကောင်းတဲ့မင်းကလေးတယောက်ပါဒီလိုမျိုးလဲကိုစားပြုပြီးတော့လဲတုံးလို့ရတယ်ဥပမာတချို့လူတွေကပေါ့နော်အဲဒီဟာဘလို့မင်းကလေးလဲမသိဘူးပြောချင်တယ်ဆိုရင်အေးငါအဲ့လိုလူစားမျိုးမဟုတ်ဘူး我是一个好女孩ငါကတော့မင်းမကောင်းတယောက်ပါပေါ့နော် အာကောင်းတဲ့လူပေါ့အဲ့လိုမျိုးပြောချင်တာနောက်တစ်ခုကကြတော့မမရှော့တဲ့မိမေကပြောတယ်你会送我一个圣诞礼物အဲ့တော့ show ဆိုတာပြောတယ်你 妈妈啊，表表嘞，你们呢会送我一个圣诞礼物是吧？哎，对嘛，送出来叫做拉桑贝迪一路表啊嘞，多啊格瑞啊，你呢都过过啥表达个拉桑贝迪会收出来，拉桑贝里面，没贝啊对不？但妹妹过啊都没有贝多没拉拉泥巴似的，哎，都没有贝多没说，老师说会出来这个龙东贝啊，看来侬啊会啊咯，得地不？喏，但妹妹会啊，那都没有特别细的嘞，哎，然后我会收。 ဤကအဲ့လိုမျိုးပေါ့နော်ငါနင့်ကိုလက်ဆောင်တစ်ခုပေးမယ်ပေးမယ်ပေါ့နော် ပေးမယ်ပေးလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့你会送我一个圣诞礼物圣诞ဆိုတာက Christmas 礼物ဆိုတာကတော့လက်ဆောင်เนาะ礼物ကလက်ဆောင်ခုနကတော့ဆုံကကြတော့လက်ဆောင်ပေးသည်အဲပေးသည်ဒါပေမဲ့ဘာပေးတာလဲရိုးရိုးပေးတာမဟုတ်လက်ဆောင်ပေးတဲ့အဓိပ္ပာယ်မျိုးเนาะအဲ့တော့ mama shaw 你会送我一个圣诞礼物圣诞ဆိုတာက Christmas Christmas 的时，圣诞节，哎，老弟的降落啊，妹妹也表来玩喏。你阿个 Christmas 的北马路表来，哎，阿老牛皮阿们喏。哎老，边说边表弟妹，你好，我的名字叫小美，我今年六岁了，我是一个好孩子，每天都好好吃饭，好好睡觉。妈妈说你会送我一个圣诞礼物，但所老师都拿东西拿我自家养。 我想要一只小狗，我想要一只小狗，想要罗晋的，罗晋那我表情的，所以骂他。想要罗晋的，一堆来呗，喏，一堆来别，这边想要罗晋的，我想要我罗晋的一只的狗，小狗，灰个力，灰个力的狗，罗晋的，我想要一只小狗，你能送我一只小狗吗？你虽然你。 နန်ဆိုတာက90ဒါပေမဲ့ဒီနေရာမှာ90လို့ဘာသာပြန်ရင်ပြန်လို့မကောင်းဘူးဒါကြောင့်မလို့ဆုံး အော်ရလားဆိုတဲ့အတိတ်ပဲစောင်းနေเนาะတရုတ်မှာတော့ဒီနန်းဆိုတဲ့စကားလုံးကိုတုံးတာများတယ်နီနန်းဆုံဝီချီရှောက်ကောမနေငါကိုခွေးလေးတစ်ကောင်လက်ဆောင်ပေးလို့ရလားတမို့လဲလက်ဆောင်ပေးနိုင်လားပေါ့เนาะအဲ့တစ်ခုဆိုရင်လက်ဆောင်ပေးလို့ရလားကပို့ပြီးတော့ကောင်းတယ်အတိတ်ပဲကလည်းအဲ့လိုနီးပါပဲဟောနီနန်းဆုံဝီချီရှောက်ကောမ我很喜欢小狗，我 ငါဟန်းဆိုတာအရန်အများကြီးရှီဝမ်းကြိုက်တယ်ရှောက်ကိုငါခွေးကလေးကိုအရန်ကြိုက်နှစ်တက်တယ်အရန်ကိုကြိုက်တယ်ရူးကောအကယ်၍နီနန်းဆုံဝနီနာအကယ်၍ငါကိုပေးနေမယ်ဆိုရင်ဝော 一只小狗，如果你能送我一只小狗，你我个会一个月会里的扛了上边买收银，我会很高兴。我个表也表现了没喏，还录录表嘞，然后表表记啊，我想要一只小狗，你能送我一只小狗吗？我很喜欢小狗，如果你能送我一只小狗，我会很高兴。 ဲ့တော့လောက်စတော့နောက်ထဲတမျက်နာကိုကြည့်ကြရအောင်现在外面很冷请多穿一些衣服现在ဆိုတာအခုပေါ့ဝိုင်းမြက်ဆိုတာအပြင်မှာ很冷ဆိုတာကကြတော့အရန်အေးတယ်အခုအပြင်မှာအရန်အေးတယ်ဒါဆိုအခုအပြင်မှာအရန်ပူတယ်ပူတယ်ဆိုတဲ့စကားလုံးကိုကိုကတီထားရတယ်ဆိုရင်ဒီနေရာမှာအစားသုံးလို့ရပြီ现在外面很热 အပြင်မသွားနဲ့အခုအပြင်မှာအရန်ပူတယ်နော်အခုဒီမှာကတော့နမူနာကကြတော့ရှင်ဆိုင်ဝဲမြက်ဟန်လန်အရန်အေးတယ်ချင်းကျေးဇူးပြု၍တော်မြတ်မြတ်ချွမ်းဝတ်ပါချင်းတော်ချွမ်းဤရှဲစွာအနေငယ်ဤဖူအင်ကြီးအတော့ချင်းတော်ချွမ်းဤရှဲဤဖူအင်ကြီးအနေငယ်မြတ်မြတ်လေးဝတ်ပါနော်ဟိုဝေးကြိုက်ကြလီတန်းနီ 我会在家里等你。我呢个姨妈少你妹，一路你妹，你累妹，一路没有你所以会过东北亚，会说没屁呀对的，哎呀的苦，过老多妹所以的会过东北亚的，喏。呃，我啥没？我会吃，我啥没？我啥累没？看那里，我啥没？哎，你们说我会吃，喏，哎，你们有，哎，你们有。 ြုတ်လို့ရမယ့်အရာတစ်ခုဟာမလောက်ရသေးဘူးဆိုရင်အဲ့ဒီစကားမှာအကူကရိယာအနေနဲ့လောက်စလို့ကဟွေဆိုတဲ့စကားလုံးကိုခေါ်ပေးရမယ်နော်။ဟိုကပြန်ပြောတယ်ရှဲရှဲနီဂျေစုတင်ပါတဲ့စန်တန်ကျဲခွိုင်လက်ခရစ်စမတ်နေ့မှာပျော်ရှင်ပါစေ။ခွိုင်လက်ဆိုတာပျော်ရှင်တာစန်တန်ကျဲဆိုတာကခရစ်စမတ်နေ့ဒါဆိုရင်ကိုတိထားတဲ့ဗာနေ့တွေရှိတယ်။ဒါဆိုအဲ့ဒီနေ့တိုင်းအကုန်လုံးပျော်ရှင်ပါစေ။ဗာပျော်ရှင်ပါစေအဲ့လိုမျိုးပြောလို့ရတယ်။ ဥပမာကိုကတည်ထားတဲ့အမေများနေ့ဆိုလဲအမေများနေ့ပျော်ရွှင်ပါစေအဖေများနေ့ပျော်ရွှင်ပါစေအဲ့လိုမျိုးတွေကိုကအစားသုံးပြီးတော့သုံးလို့ရတယ်အဲဒီကြောင့်မို့ခွိုက်လက်ဆိုတဲ့စကလုံးကပျော်ရွှင်ပါစေဒါဆိုလဲနေ့ခုနလောက်ဆိုတော့နေ့တိုင်းဆိုတဲ့စကလုံးတင်ပြီးသားတယ်ဆိုတော့နေ့မိတ်ထန်းခွိုက်လက်နေ့နေ့တိုင်းပျော်ရွှင်ပါစေဒီလိုမျိုးလေးတွေတွဲတွဲပြီးသုံးသုံးလို့ရတဲ့မြတ်ဟာသုံးသုံးပြီးတော့ဒီစကပြောလေးတွေကိုလေ့ကျင့်ဒါမှစကပြောကတိုးတက်မှာ အခုလုတ်ပေးထားတဲ့ဗီဒီယိုအတူအထွာလေးတွေ7မိနစ်လောက်သေးသည်ဆိုတာကဒီတရုပ်စကားကိုအခြေခံနည်းနည်းသိပြီးသားလူတွေအဲစာစကားပြောဖို့အတွက်အဆင်ပြေတဲ့လူတွေအတွက်ရည်ညွှန်းထားတာဖြစ်ပါတယ်ဒီဗီဒီယိုလေ့လာပြီးတော့အကျိုးတစ်ခုခုရမယ်လို့မျှော်လင့်နေဒါကြောင့်ဒီဗီဒီယိုကိုအဲကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုအဲလိုအပ်တယ်ဆိုရင်ဝင်မြှပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတ်တာ